ျမ်းမာရေးမကောင်းတဲ့ရှီကျင့်ဖြင့်နေရာမှာဘသူကိုအစားထိုးသွားမှာလဲအခုလက်တလောရဲမှာတရုတ်သမ္မတရှီကျင့်ဖြင့်ကျမ်းမာရေးအခြေအနေကစိုးဝါးနေပြီးတော့သူ့နေရာမှာဆက်ခံမယ်နောက်ထပ်သမ္မတတူကိုလည်းရွေးချယ်နေကြတယ်ဆိုပြီးတော့ကောလာဟာလာတွေထွက်ပေါ်နေပါတယ်တကယ်ပဲရှီကျင့်ဖြင့်တယောက်တော်တော်လေးအခြေအနေစိုးဝါးနေရလားဆိုတာနဲ့တကယ်လို့ရွေးချယ်ခဲ့ရင်လည်းဘသူဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်အစောပိုင်းထဲမှာရှီကျင့်ဖြင့်တယောက်ကျန်းမာရေးအခြေအနေမကောင်းဘူးဆိုတဲ့သတင်းတွေနဲ့ နှစ်တကူမှာဒုတိယအကြိမ်လေးဖြတ်ခဲ့တယ်ဆိုတဲ့သတင်းတွေကရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။နှစ်တကူပွဲတော်တွေမှာရှီကျင်းဖြင့်တယောက်လူလုံးထွက်မပြရတာကလည်းလေဖြန်းနေလို့ဆိုပြီးတော့ပြောဆိုလာကြပါတယ်။ပြီးတော့ရှီကျင်းဖြင့်တို့မျိုးနွယ်စုတွေက မော်တိုင်အရက်ကိုတော်တော်လေးကြိုက်နှစ်တကြပါတယ်။ဒါကြောင့်အခုလေဖြတ်ရတာကလည်းအရက်ကြောင်လို့ပြောနေကြတာဖြစ်ပါတယ်။တကယ်တော့ရှီကျင်းဖြင့်တယောက်လေဖြတ်နေတယ်ဒါမှမဟုတ်ကျမ်းမာရေးအခြေအနေမကောင်းဘူးဆိုတဲ့ကောလာဟာလာတွေက ခုမှပေါ်လာတာတော့မဟုတ်ပါဘူးအရင်ကလည်းထွက်ပေါ်ခဲ့ဘူးပါတယ်အရင်နှစ်ဇူလိုင်လ3ရက်နေ့ဗဟိုညီလာခံကျင်းပနေတဲ့အချိန်တုန်းကလည်းအခုလိုသတင်းတွေထွက်ပေါ်လာခဲ့ဘူးပါတယ်အဲ့ဒီအချိန်တုန်းကတော့အုံနောက်သွေးကြောပေါက်ပြီးအရေးပေါ်ဖြစ်နေတယ်လို့သတင်းထွက်ခဲ့တာဖြစ်ပါတယ်အောက်ဂတ်လ16ရက်နေ့မှာတော့အုံနောက်ခွဲစိတ်မှု ကုသမှုခံယူခဲ့တယ်လို့တီတိုပြောဆိုတဲ့နေကြားခဲ့ရပါတယ်အဲ့ဒီနောက်တော့ရှီကျင့်ဖင်ဟာတရုတ်နိုင်ငံခီးစဉ်အတွင်းမှာ VNN Community Party အထွေထွေအတွင်းရင်းမှု တိုလန်နဲ့တွေ့ဆုံခဲ့ပါတယ်ဒီတွေ့ဆုံပွဲမှာမသင်္ကန်းစရာတစ်ခု တွေ့ရှိခဲ့ရပါတယ်အဲ့ဒါကတော့ရှီကျင့်ဖင်ရဲ့ဥကောင်းညာဘက်အောက်နားမှာသပင်ကျွတ်ထားတဲ့ပုံစံနဲ့အကွက်လိုက်ဖြစ်နေတာကိုတွေ့လိုက်ရတာပါပဲဒါကြောင့်လူတွေက ခွဲစိတ်မှုကြောင့်သပင်ရိတ်ထားတာဖြစ်မယ်လို့ထင်ကြပြီးခဲ့ကြပါတယ် VNN သတင်းဌာနကလည်းဒီပုံကိုအကျဲချဲ့ပြခဲ့ကြတယ်လို့အင်တာနက်အသုံးပြုသူတွေကလည်းခွဲစိတ်မှုကြောင့်သပင်ပြန်မပေါက်သေးတာဖြစ်မယ်လို့မှတ်ချက်ချခဲ့ကြပါတယ် အဲ့ဒီမတိုင်ခင်ဇူလိုင်လ3ရက်နေ့ဗဟိုညီလာခံကျင်းပနေတဲ့နေ့တော့ကလည်းမူးမိတ်လဲကျသွားမှုတွေလို့သတင်းတွေထွက်ခဲ့ပါသေးတယ်။အဲဒီကနေတစဉ်ရှီကျင့်ဖြင့်တယောက်အာဝန်ကျော်တစ်ခုခုဖြစ်နေပြီဆိုပြီးလူတွေကသတိထားမိလာကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာတေတာပေါက် Trump အရွေးခံရလိမ့်မယ်လို့မှတ်ချက်ပေးခဲ့မှုတွေပြည်တိုင်စိတ်ပညာရှင် Craig Hamilton ဘာကာကလည်းရှီကျင့်ဖြင့်ရဲ့အခြေအနေကိုတစ်ခုခုတော့ဖြစ်နေပြီလို့မှတ်ချက်ချခဲ့ပါတယ်။ဒါကယောဂါကြောင့်လည်းဖြစ်နိုင်တယ်လို့ တခြားတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။တရုတ်နိုင်ငံအနေနဲ့လည်း2025ခုနှစ်မှာအပြောင်းလဲတွေဖြစ်လာလိမ့်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ပန်ကာက2025ခုနှစ်မှာပြည်သူတွေအနေနဲ့စီးပွားရေးလူမှုရေးမငြိမ်သက်မှုတွေကြောင့်ဆန္ဒပြလာနိုင်ပြီးတော့ရှီကျင့်ဖင်ကိုနှုတ်ထွက်ဖို့တောင်းဆိုလာကြလိမ့်မယ်။ရှီကျင့်ဖင်နှုတ်ထွက်ပြီးတော့အာဏာရှင်စနစ်လည်းပြိုလဲသွားလိမ့်မယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။2025ခုနှစ်ကမွေနှစ်ဖြစ်ပြီးတော့ရှီကျင့်ဖင်ရဲ့အသက်နှစ်လည်းဖြစ်ပါတယ်။ တိတိကျကျပြောရရင်ထိုင်ဆွေးနှစ်ဖြစ်ပါတယ်တရုတ်အစိုးရကိုပြန်ကြည့်မယ်ဆိုရင်လဲဖားနှစ်နဲ့စပြီးတော့ဖားနှစ်နဲ့အဆုံးသတ်ခဲ့ကြတာများပါတယ်ပြီးတော့မော်စီတုံးမာရောရှီကျင့်ဖြစ်မာရောကဝမ်ယောဂါတွေအခြေခံရှိကြပါတယ်ဒီအစိုးရကမော်စီတုံးလက်ထက်မှာစတင်ခဲ့တာဖြစ်ပြီးတော့ရှီကျင့်ဖြစ်လက်ထက်မှာအဆုံးသတ်လိမ့်မယ်လို့လဲဆိုထားကြပါတယ်နောက်တစ်ချက်စိတ်ဝင်စားဖို့ကောင်းတာကအစည်းအဝေးတွေမှာဆိုရင်ရှီကျင့်ဖြစ်အတွက်လက်ဖက်ရည်ကွက်နှစ်ခွက်ထားပေးရပါတယ် တခြားသူတွေအတွက်လက်ဖက်ရည်တစ်ခွက်တည်းကိုပဲချပေးထားပေမဲ့ဘာလို့ရှီချင်းဖျင်အတွက်နှစ်ခွက်ချပေးထားလဲဆိုတာစိတ်ဝင်စားစရာပါပဲတချို့ကတော့တစ်ခွက်ကစေးထည့်ထားတာဖြစ်နိုင်တယ်လို့ဆိုထားကြပါတယ်ပြီးတော့ရှီချင်းဖျင်တောက်တဲ့လက်ဖက်ရည်တွေလက်ဖက်ရည်ခွက်တွေကသူများတွေနဲ့မတူပါဘူးအမြဲတမ်းတီးတန့်ဖြစ်နေတတ်ပါတယ်ညင်သာအောင်ဥပမာနဲ့ပြောရရင်2019 2019နဲ့2020ခုနှစ်တွေမှာကျင်းပခဲ့တဲ့တရုတ်ကွန်မြူနတီပါတီအစည်းအဝေးတွေကိုကြည့်လိုက်ပါ ီအစည်းအဝေးတွေမှာဆိုရင်ဝန်ထမ်းမျိုးသားကရှီကျင့်ဖျင်ကိုမတူညီတဲ့လက်ဖက်ရည်ခွက်နဲ့လက်ဖက်ရည်ကိုတီးတန့်ချပေးတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်သတင်းထောက်တွေကတော့ဘာလို့တခြားသူတွေနဲ့မတူတဲ့လက်ဖက်ရည်ကိုတောက်ရတာလဲဆိုပြီးတော့မေးခွန်းထုတ်ခဲ့ကြပါဗျ။အဆိုပုံချက်ကတော့တော်တော်လေးရုပ်ကြလာတဲ့အချက်ပါပဲ။2024ခုနှစ်ဇန်နဝါရီလ18ရက်နေ့တုန်းကဇွန်ခွတ်ဟီရဲ့ရုပ်အလောင်းကိုမီးတဲ့ညို့ကိုအတွက်ဘာဘူရှန်တင်းကျိုင်းကိုသွားတဲ့အချိန်တုန်းက ရှီကျင်းဖင်တယောက်အတော်လေးပိန်သွားတာကိုသတိထားမိခဲ့ကြပါတယ်။ဘိုက်လည်းပိန်သွားသလိုမျက်နှာကလည်းဖြူဖြော့နေပြီးတော့မျက်လုံးတွေကလည်းပုံမှန်ထက်နီးရဲနေသလိုခံစားရပါတယ်။လမ်းလျှောက်တာကလည်းတိတ်မူမှန်ပုံမရပါဘူး။2025ခုနှစ်ဇန်နဝါရီလ25ရက်နေ့တုန်းကလည်း ID လက်မှတ်ရှိတဲ့ပေကျင်းသူနာပြုတူကတမရာကြီးရှီကျင်းဖင်ဟာကိုယ်လေးချိန်ကြာဆင်းနေတဲ့အတွက်မက်ဒီကယ်ချက်ကလုပ်ဖို့ဆေးရုံကိုသွားခဲ့တယ်။ဆေးရုံ301က ဆရာဝန်တွေက PCT scan ဖတ်ပြီးတော့ pancreas ပေါ်မှာတခုခုတွေ့ခဲ့တာကြောင့်ကင်ဆာဘယင်းလို့လူသိများတဲ့ pancreas cancer ဖြစ်နိုင်ကြောင်းပြောခဲ့တယ်လို့ post တင်ခဲ့ဘူးပါတယ်။ရှီချင်းဖြစ်နေပတ်သက်တဲ့သတင်းတွေကိုလည်းသူမရဲ့အရင်းအီးဆုံးတငယ်ချင်းကပြန်ပြောပြခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့လည်းနိုင်ငံကောင်းဆောင်ကြီးတွေရဲ့ကျန်းမာရေးအခြေအနေကိုဘယ်သူမှအခုလိုပေါ်ပေါ်ထင်ထင်ထုတ်ပြောရမှာမဟုတ်ဘူးလို့ယူဆရတာကြောင့်ဒီသတင်းကလည်းအမှန်ဖြစ်ချင်မှဖြစ်နိုင်ပါလိမ့်မယ်။ဒါပဲပြောပြောတကယ်လို့သာ ကောလာဟလာရီအတိုင်းရှီချင်းဖြင့်တယောက်ကျမ်းမာရေးချို့တဲ့နေကြတာဆိုရင်သူ့နေရာမှာဘသူ့ကိုခေါင်းဆောင်တင်မြှောက်သွားမှာလဲဇန်စီမင်ကတရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးနေရာကို1989ခုနှစ်ကနေ2000ခုနှစ်ထိတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဝိုင်းရင်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့မော်စီတုံးနဲ့တိန့်ရှောင်ဖင်ပြီးရင်တက်တရမျိုးဆက်မှာအာနာရှိဆုံးခေါင်းဆောင်လို့သတ်မှတ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်ဇန်စီမင်ရဲ့နောက်ထပ်ဆက်ခံသူကတော့ဇဒုထမျိုးဆက်ကိုကိုးစားပြုတဲ့ဟူဂျင်းတော်ပဲဖြစ်ပါတယ် ဲဒီနောက်တော့ပြင်ဆင်မမြောက်မျိုးဆက်ဖြစ်တဲ့ရှီကျင့်ဖင်ကဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။2018ခုနှစ်မှာတော့အမျိုးသားပါတီလွှတ်တော်ကရည်ရွယ်ထားတဲ့လူ၃ယောက်ကိုအကျင့်ပြတ်ချစားမှုနဲ့ယာရုကနေဖယ်ရှားပစ်လိုက်ပါတယ်။အဲဒီလူတွေကတော့58နှစ်အရွယ်ပေါ်လစ်ဘူရို ဖုံဝင်ဟောင်းလင်ဂျီဝါ55နှစ်အရွယ်ခြုံချင်းပါတီအတွင်ရင်မှုစမ်းကြောင်ဆိုင်နဲ့56နှစ်အရွယ်ဖူရှင်းပါတီအတွင်ရင်မှုရှုဖိုင်းဟောင်းလိုပဲဖြစ်ပါတယ်။ ဆိုတော့စတ္ထမမျိုးသက်ထဲကလည်းရွေးစရာနှဲသွားခဲ့ပါတယ်။ပုံမှန်အားဖြင့် Politburo Party ရဲ့အမြဲတမ်းအဖွဲ့ဝင်တွေဟာနောက်လာမဲ့ခေါင်းဆောင်လောင်းတွေလို့ဆိုလို့ရပါတယ်။ရှီကျင်းဖြစ်တဲ့ဟူဂျင်တောနှစ်ယောက်စလုံးကလည်းပါတီအထွေထွေအတွင်းမှုတွေဖြစ်မလာခင်တုန်းကအနည်းဆုံး၅နှစ်လောက်အမြဲတမ်းပါတီဝင်အဖွဲ့တွေဖြစ်ခဲ့ကြပါတယ်။ဒီတော့ပါတီအဖွဲ့ဝင်တွေကိုကြည့်လိုက်တာနဲ့တစ်ချိန်ကျရင်ဘသူကတော့ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ခံမှန်းလို့ရနိုင်ပါတယ်။ Politburo Party အဖွဲ့အစည်းမှာ ရှီကျင်းဖြစ်ပြီးရင် နောက်ကလိုက်နေတဲ့ခေါင်းဆောင်တွေကတော့လီထန်ဂျောင်လက်ကြီးဝမ်ဟုနင်းထိုင်ချင်းဒင်းရွှေရှီယန်လီစီတို့ပဲဖြစ်ပါတယ်ဆိုတော့ရှီကျင်းဖြစ်ပြီးရင်ဒီလူတွေကတယောက်ယောက်ကလည်းတမရဖြစ်လာနိုင်ပါတယ်နောက်ထပ်တယောက်ကတော့အသက်45နှစ်ရှိနေပြီဖြစ်တဲ့အားလုံးတိတ်ကမှအသက်ငယ်ဆုံးရန်ချင်းပိုင်ပဲဖြစ်ပါတယ်လေလာသုံးသက်သူတွေရရန်ချင်းပိုင်ကလည်းယာထားခံရသူဖြစ်နိုင်တယ်လို့ပြောဆိုနေကြပါတယ် ရန်ကျင်းပိုင်ကတရုတ်နိုင်ငံရဲ့နိုင်ငံရေးအရာရှိတဦးဖြစ်ပြီးတော့ဘေကျင်းမြို့ရဲ့ဒုတိယမြို့တော်ဝင်ဖြစ်တောင်းဝင်ထမ်းဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်1965ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့ဘေကျင်းတက္ကသိုလ်ကနေစီးပွားရေးနဲ့စီမံခန့်ခွဲရေးဘွဲ့ရရှိခဲ့သူတစ်ယောက်လည်းပဲဖြစ်ပါတယ်ဘေကျင်းမြို့ရဲ့အမျိုးမျိုးသောအုပ်ချုပ်ရေးယာရုတွေမှာတောင်းဝင်ထမ်းဆောင်ခဲ့ပြီးတော့2023ခုနှစ်နိုဝင်ဘာလထဲမှာဒုတိယမြို့တော်ဝင်ဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်ဒုတိယမြို့တော်ဝင်ဖြစ်ခင်တုန်းကလည်း Grid ကုမ္ပဏီမှာဒုတိယဥက္ကဋ္ဌအဖြစ်နေရာယူခဲ့ဘူးပါတယ်။ထက်လဲထက်မြက်သလိုအထူးသဖြင့်1980ခုနှစ်ကနေ1980ခုနှစ်ဖွားတဲ့လူတွေကအသက်ငယ်တာကြောင့်သူတို့ကနိုင်ငံရေးအရခိုင်မာတဲ့ထောက်ခံမှုမျိုးရှိမယ်ဆိုရင်ဒါမှမဟုတ်ရှီကျင်းဖြစ်တဲ့နီနီကက်ကက်ရှိမယ်ဆိုရင်အဆင့်တက်နိုင်ခြေရှိတယ်လို့ရှန်ဟိုင်းခြေဆိုင်နိုင်ငံရေးကြွမ်းကျင်သူတို့ကအခုလိုပြောကြားခဲ့ပါဗျ။နောက်ထပ်အမေရိကန်နိုင်ငံရေးဝေဖန်သုံးသက်သူတူကတော့ စီမင်းစည်းကမ်းတွေရာတရုတ်ကွန်မြူနတီပါတီရဲ့ဒုတိယခေါင်းဆောင်လီထန်းရတဲ့လေလို့သုံးသပ်ထားပါတယ်။ဒါပေမဲ့လီထန်းရဲ့တကယ်ဆွမ်းအားကလည်းပေါ်လစ်ဘူရိုပါတီမှာထိုင်ကျင်တယောက်ပြင်စမမြောက်အမြဲတမ်းဖွဲ့ဝင်ဖြစ်လာကြတဲ့ကတဖြည်းဖြည်းအားနည်းလာခဲ့ပြီပဲဖြစ်ပါတယ်။ဆိုတော့ရှေ့ဆုံးဖွဲ့ဝင်၃ယောက်ကပဲတမရဖြစ်လာနိုင်မလား။ဝါရီနိုင်ငံရေးတမရတွေကပဲတမရဖြစ်လာနိုင်မလားဆိုတာစဉ်းစားကြရပါပဲ။တရုတ်ကွန်မြူနတီပါတီအတွက်အရေးချင်းတဲ့ပံ့ပိုးမှုတွေအရဆိုရင်တော့ ဝမ်ဟုနင်းကိုရွေးတင်တယ်လို့လည်းဆိုနေကြပြန်ပါတယ်။ဒါပေမဲ့သူနဲ့အပြိုင်စမ်းချောင်းဆိုင်လည်းရှိပါသေးတယ်။ပြီးခဲ့တဲ့၈နှစ်လောက်တုန်းကတရုတ်ပြည်ရဲ့လာလာရှိတဲ့မျိုးဆက်သစ်တအုပ်ကိုရှာဖို့အတွက်ပြည်သူတွေကတွန်းအားပေးခဲ့ကြပါဘူးပါတယ်။အဲ့ဒီတုန်းကအသင်တော်ဆုံးလူအနေနဲ့စမ်းကြောင်ဆိုင်ကို ထောက်ခံပေးပေးခဲ့ကြပြီးတော့တရုတ်နိုင်ငံရဲ့လောကမှာအသက်အငယ်ဆုံးဩဇာရှိသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့အကျင့်ပြတ်ခြားစားမှုတချို့ကြောင့်သူ့ကိုခြုံချင်းအတွင်းမှုရာတွေကနေထုတ်ချခဲ့ကြပါတယ်။ အဲ့ဒီနောက်တော့ခြုံချင်းအတွင်းမှုဖြစ်ရှီကျင့်ဖြင့်လမ်းအောင်မှာတောင်ဝင်ထမ်းဆောင်ခဲ့ကြတဲ့ချန်မင်နာကိုရွေးချယ်ခဲ့ကြပါတယ်။ချန်မင်နာတွင်းမှုဖြစ်လာတာနဲ့အမျှစမ်းကြောင်ဆိုင်တယောက်လွတ်တော်မှာပေါ်လစ်ဘျူရိုအမြဲတမ်းအဖွဲ့ဝင်ဖြစ်လာမယ့်အခွင့်အရေးကလည်းဆုံးရှုံးသွားခဲ့ပါတယ်။တက်ဆက်ထဲမှာပဲစမ်းကြောင်ဆိုင်ကကြာရှုံးကန်းကသူ့ရဲ့ပြိုင်ဘက်ဟူချွင်ဟွာအပေါ်မှာလူမှုအမြင်ပုံများလာစေပါတယ်။တနည်းအားဖြင့်ဟူချွင်ဟွာကိုထင်ကျေးပေးလာကြပါတယ်။ ဟူချွန်ဟာကအရင်သမရဟောင်းဟူချင်တော်နဲ့အရင်းအနှီးဆုံးမိတ်ဆွေတဦးလေးပဲဖြစ်ပါတယ်2025ခုနှစ်မှာတော့လက်ရှိလူထုက1959ခုနှစ်ဇီကျန်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့လီထန်းကိုအဓိကထင်ကြီးပေးထားကြပါတယ်လီထန်းက2023ခုနှစ်မှာနှလုံးရောဂါနဲ့သေဆုံးခဲ့တဲ့လီကက်ချင်နေရာမှာအစာထိုးဝင်ရောက်ပြီးတော့ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်လည်းပဲသူ့ကိုလူထုကသမရတဲ့နေရာမှာထင်ကြီးပေးလာကြတာဖြစ်နိုင်ပါတယ် ပြီးတော့လီထန်းတောင်ဝင်ထန်းဆောင်ခဲ့တဲ့ຢာရုတွေကမနေပါဘူး၂013ခုနှစ်ကနေ2016ခုနှစ်အထိဇီကျန်းပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူး2016ကနေ2018ခုနှစ်အထိဂျန်ဆုပြည်နယ်ပါတီအတွင်းရေးမှူးနဲ့2018ခုနှစ်ကနေ2022ခုနှစ်အထိရှန်ဟိုင်းမြူနစ်စပယ်အတွင်းရေးမှူးဖြစ်အသီးသီးထန်းဆောင်ခဲ့ပါတယ်ဒါအပြင်ပေါ်လစ်ဘျူရိုဖွဲ့ဝင်တဦးဖြစ်သလိုအော်တိုဘာလာနှစ်ရက်နေမှာအမြင့်မ်းကော်မတီအဖွဲ့ဝင်ဖြစ်ရွေးချယ်ခံခဲ့ရပါတယ် ူထပ်ပို့ပြီးတော့ဖော်ပြခံရတဲ့နောက်တစ်ယောက်ကတော့ဒင်းရွှေရှီယန်ပဲဖြစ်ပါတယ်။ဒင်းရွှေရှီယန်ကအရင်သမရာဟောင်းဂျိုင်စီမင်းရဲ့အဖွဲ့ထဲမှာအလုပ်လုပ်ဘူးသလိုဂျိုင်မီသားစုနဲ့လေးသားခံရတဲ့သူတဦးလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျိုင်မီသားစုအဖွဲ့အဖွဲ့ဝင်တဦးတော့မဟုတ်ခဲ့ပါဘူး။ဒင်းရွှေရှီယန်ကအဓိကအားဖြစ်တော့ရှီချင်းဖြစ်တဲ့အနီးကပ်ဆုံးလူတစ်ယောက်ပဲဖြစ်ပါတယ်။ပြီးတော့နောက်ွယ်ကနေလူလူနဲ့ပေါင်းဆက်ပြီးသူတစ်ယောက်လည်းပဲဖြစ်ပါတယ်။ ရှီကျင့်ဖင်ရဲ့ညာလယုံလို့တောင်တင်စားကြသလိုတစ္ဆာရောဂန်တဦးလည်းဖြစ်တာကြောင့်အခုလိုထင်ကြီးပေးနေကြတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူ့ကိုလည်းအတက်တော်မပြောနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့တစ်ဖက်ကကြည့်ရင်လည်းတကယ့်အာနာယအုပ်စုကြီးတွေဖြစ်တဲ့ဖူဂျင်းနဲ့ဂျန်စီမင်းရဲ့အဖွဲ့တွေထဲမှာမပါလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်လည်းရှန်ဟိုင်းနဲ့ဂျန်စုဒေသကိုစုပ်ကိုင်ထားနိုင်တာကြောင့်အာနာယအုပ်စုကြီးနှစ်ခုအနေနဲ့လည်းတတိထားနိုင်ကြရပါတယ်။ဒါကြောင့်သူ့ရဲ့နေရာကလည်းအတက်ပြောလို့မရနိုင်သေးပါဘူး။ ပြီးတော့ဒင်းရွှဲရှင်ရန်တရားတမရာလောင်းဖြစ်ထင်ကြီးပြေးခံခဲ့ရတဲ့အပေါ်မှာမနာလူသူတွေများပြီးတော့ဗတ်ပေါင်းစုံကနေတိုက်ခိုက်ခံရပေမဲ့လည်းတကယ်တမ်းကြည့်ရရင်ဒေသဆိုင်ရာတိုက်ရိုက်ခေါင်းဆောင်မှုဒါမှမဟုတ်စီးပွားရေးစီမံခန့်ခွဲမှုတွေမှာအတွေ့အကြုံရှိတဲ့သူတယောက်တော့မဟုတ်ပါဘူးသူကိုဒုတိယဝန်ကြီးချုပ်နေရာခံထားတာကငါးကိုအစ်ပင်တက်ခိုင်းသူလို့ဖြစ်နေပါဗျ။ဒါအပြင်တတိယကျင်းဘ ഹു ညီလာခံကျင်းပါနေချိန်တုန်းကရှီကျင်းဖြင့်တယောက်လေးဖြတ်သွားပြီဆိုတဲ့သတင်းပေါ်မှာ တင်းရွှဲရှီယန်ကိုစက်ခံသူဖြစ်ရွေးချယ်ခဲ့တဲ့ဆိုတော့ကောလာဟာလာတွေလည်းထွက်ပေါ်လာခဲ့ပူပါတယ်။တတော်များများသိကြတဲ့အတိုင်းရှီချင်းဖြစ်လို့အာနာရှင်တွေကသူတို့နေရာကိုစက်ခံမဲ့သူတွေကိုတိတ်တဘောကြတာတော့မဟုတ်ပါဘူး။ဟုတ်ရင်ကိစ္စမရှိပါမယ်။မဟုတ်ရင်တော့အခုလိုကောလာဟာလာထွက်ပေါ်လာတဲ့ပုံမှာတစ္ဆာဖောက်ခံရတယ်လို့ခံစားရမှာသိကြပါဗျ။နောက်တစ်ယောက်ကတော့ဝမ်ဟုနေမဲ့ဖြစ်ပါတယ်။ဝမ်ဟုနေကရှီချင်းဖြစ်လေဖြတ်နေတယ်လို့ကောလာဟာလာတွေထွက်ပေါ်နေတဲ့အချိန်မှာလိလာဆွေးနွေးပွဲနဲ့ နိုင်ငံသားကိုယ်တိုင်တွေ့ဆုံပွဲလိုမျိုးအရေးကြီးတဲ့ပွဲတွေမှာမကြာခဏပေါ်လာလေးရှိပါတယ်။ဒါကအရေးပါအရောက်ရတဲ့သူတယောက်အနေနဲ့ရက်တီဖို့ကြိုးစားနေကြတာလားဆိုတာကိုတော့မသိရသေးပါဘူး။ပုံမှန်အဖြစ်တော့စက္ကန့်မဲ့သူတွေက1969ခုနှစ်နောက်ပိုင်းမျိုးဆက်တွေဖြစ်ဖို့များပါတယ်။ဒါပေမဲ့လည်းတရုတ်ကွန်မြူနစ်ပါတီရဲ့22ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမတိုင်ခင်မှာရှီကျင်းဖင်တခုခုဖြစ်သွားခဲ့ရင်စက္ကန့်မှုအတွက်လူလိုနေပါတယ်။ဒါကြောင့်အတွင်ပိုင်းဆုံးဖြတ်ချက်တွေရပါဝါ3စုသတ်မှတ်ထားပါတယ်။ အဲ့ဒါကဘသူတွေလဲဆိုတော့ဒုတိယသမ္မတဟန်ဆိုင်ဝန်ဟုနေနဲ့ဂျောင်ယူရှာတို့ပဲဖြစ်ပါတယ်ဒုတိယသမ္မတဟန်ဆိုင်ကို သမ္မတနေရာဝန်ဟုနင်းကိုအထွေထွေအတွင်းမှုနဲ့ဂျောင်ယူရွာကိုဒါမှမဟုတ်တခြားတယောက်ယောက်ကိုတော့စစ်ပတ်ဥက္ကဋ္ဌစသဖြင့်အသီးသီးသတ်မှတ်ထားကြပါတယ်တရုတ်ကွန်မြူနစ်ပါတီသဘောတရားအရဆိုရင်အာဏာမကြီးမသက်ဖြစ်အောင်အမြဲကြိုးစားနေတာဖြစ်လို့ဆက်ခံသူကိုကြိုရွေးထားတာကဖြစ်နိုင်ခြေရှိပါတယ်။ဒါအပြင်ဗဟိုပါတီရဲ့ညာလယုံတစ်ယောက်ဖြစ်တဲ့ လီဇန်ရူကလည်းမိပထားသင်းတဲ့သူတယောက်ဖြစ်ပါတယ်။တရုတ်ကွန်မြူနစ်ပါတီရဲ့ထိတ်တန်းကောင်းဆောင်ခုနှစ်ဦးကိုအာယုံစိုက်ထားတဲ့မျိုးလုံးတွေကြားထဲမှာသူကလည်းတတိယအာဏာရှိဆုံးသူတယောက်ဖြစ်လာခဲ့ပါလေ။2018ခုနှစ်မှာတော့လီဇန်ရှုဟာ16ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးချုပ်မှာခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတော်ခီးစဉ်တွေနဲ့အရေးကြီးတဲ့အချိန်တွေမှာလည်းသမရရှိချင်းဖြစ်ပြီးမှမကြာခဏပေါ်လာလိမ့်ရှိပါတယ်။ ပြီးတော့နိုင်ငံရဲ့စီးပွားရေးနိုင်ငံသားရေးနဲ့ဥပဒေရေးရာပြည်ပပြောင်းလဲရေးတွေမှာလည်းအရေးပါတဲ့ပုံကိုယ်တယောက်ဖြစ်ခဲ့ပါတယ်။အထူးကအနေနဲ့ကတော့ရှီကျင်းဖြစ်တဲ့လီဇန်ချူလိုဟာမြို့နှမြို့ရဲ့အတွင်းရေးမှုတွေဖြစ်ခဲ့ကြဘူးသလို80ရာစုနှစ်တွေကစလို့20ရာစုနှစ်တွေအထိရင်းနှီးခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်။နှစ်30ကြာရင်းနှီးဆက်ဆံရေးနေမကပါဘူး။ဒီထက်ပိုရင်းနှီးတဲ့ဆက်ဆံရေးမျိုးလို့လည်းဆိုလို့ရပါတယ်။2009လောက်တုန်းကလီဇန်ရှူဟာ တရုတ်နိုင်ငံရဲ့ထိပ်တန်းကောင်းဆောင်တွေနဲ့အတူရှန်စီပြည်နယ်မှာကောင်းဆောင်ဖြစ်ခဲ့မှုပါတယ်။အဲ့ဒီချိန်တုန်းကရှန်စီကိုတက်လာပြီးတော့ရှီကျင်းဖင်ရဲ့အဖေအကြောင်းကိုစုံစမ်းခဲ့ကြတဲ့ရှီကျင်းဖင်ရဲ့အမေနဲ့မောင်နှမတွေကိုကူညီပေးခဲ့မှုပါတယ်။ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့်ပဲရှီကျင်းဖင်ဟာသူ့ကိုအလေးပေးဆက်ဆံခဲ့တာဖြစ်မယ်လို့တချို့ကယူဆထားကြပါတယ်။2011ခု2011ခုနှစ်မေလထဲမှာလည်းရှီကျင်းဖင်ကသူ့ကိုယာရုတိုးပေးခဲ့ပါသေးတယ်။ ပြဿနာတစ်ခုခုရှိလာရင်လည်းနှစ်ယောက်သားအနီးကပ်တိုင်းပဲဆွေးနွေးတာမျိုးတွေရှိတတ်တယ်လို့လီးဆက်သူတွေကပြောနေရှိကြပါတယ်။ဆိုတော့ဒီသတင်းတွေရဆိုရင်သူတို့နှစ်ဦးရဲ့နိုင်ငံရေးမူဝါဒကအတူတူလောက်ဖြစ်ပြီးတော့စိတ်တူကိုယ်တူရှိကြဖို့များပါတယ်။၂014ခုနှစ်နှစ်လယ်ပိုင်းမှာတော့လီဇန်ရှုဟာအကြီးတန်းအရာရှိတဦးဖြစ်လာပြီးတော့သစ္စာဆောင်တည်ကြောင်းပြသခဲ့ပါတယ်။ဒါအပြင်2016ခုနှစ်ဇွန်လထဲမှာပေါ်လစ်ဘျူရိုအမြဲတမ်းအဖွဲ့ဝင်တဦးဖြစ်လာပြီးတော့ရှီကျင့်ဖြင့်ရဲ့အမာခံတယောက်ဆိုတာကိုပြသခဲ့ပါတယ်။ နောက်ထပ်၄လကြာမှာ2018ခုနှစ်ဖေဖော်ဝါရီလထဲမှာတော့တမရရှိချင်းဖြစ်ရဲ့မိန်ကွန်းတွေကိုချီးကျူးခဲ့ပြီးတော့စိတ်တူကိုယ်တူဖြစ်ကြောင်းပြသခဲ့ပါတယ်။ရှိချင်းဖြစ်ကလည်းသူ့ဥပမာတော်တော်လေးယုံကြည်တယ်လို့ဆိုရပါမယ်။ဥပမာပူတင်နဲ့တွေ့ဖို့အတွက်မော်စကိုကိုသွားတဲ့အခါမှာလည်းအထူးကိုယ်တိုင်အနေနဲ့အနီးကပ်ခေါ်သွားခဲ့ပါတယ်။ရှိချင်းဖြစ်ကိုယ်တိုင်ကလည်းသူ့ကိုကိစ္စတော်တော်များများမှာယုံကြည်အားကိုးလေးရှိပါတယ်။ဆိုတော့လီဇန်ရှုကလည်းရှိချင်းဖြစ်ပြီးရင်နောက်တက်မဲ့တမရအစ်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ။ဘာပဲဖြစ်ဖြစ်သမရအစ်စ်တနေရာကတော့ရွေးရခက်ခက်ပါပဲ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးထဲမှာဘသူတွေကများသမရဖြစ်လာနိုင်မယ်ထင်ပါတယ်ခင်ဗျာ။ပရိသတ်တို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။